UNICEF Korea Committee ရဲ့မလ31ရက်ထုတ်ပြန်ချက်အရကိုရီးယားမင်းသား Inse Wan ကငလင်တန်သည့်မြန်မာနိုင်ငံကကလေးသင်ငယ်တွေကိုကုညီထောက်ပံ့မှု Korean Wan သန်း30ထဲဝင်လှူဒန်းထားတယ်လို့သိရပါဗျ။အဆိုပါလှူဒန်းငွေတွေကိုမြန်မာကလေးငယ်တွေအစာအာဟာရပြည့်ဝရေးတောက်ရည်တန်ရှင်းမှုရှိရေးပညာသင်ကြားရေးစတဲ့ အရေးပေါ်အကူအညီအစီအမံတွေအတွက်သုံးစွဲသွားမယ်လို့သိရပါဗျ။ငလင်းနဲ့ပတ်သက်ပြီးအင်စီဝန်ကအိုးရင်ဆုံးရှုံးသွားတဲ့ကလေးတွေအတွက်ကျွန်တော်စိတ်မကောင်းဖြစ်ရပါဗျ။နောက်ထပ်အထူးကြိုက်မရှိပဲအားလုံးဘေးကင်းကြပါစေလို့လည်းဆုတောင်းပါတယ်လို့မှတ်ချက်ပေးခဲ့ပါဗျ။အင်စီဝန်ကိုပရိသတ်က The King in Bluff နဲ့ Squid Game 2 Zalander တွေနဲ့ယင်းနှီးကြပြီးဖြစ်ပါတယ်။ UNICEF Korea Comedy ရဲ့အတွင်းရမှုချုပ်ချူမီချင်းကလည်းရုပ်တရက်သဘာဝဘေးကြောင့်ထိတ်လန့်ကြောင်ရွက်ခဲ့ကြတဲ့ကလေးတွေအတွက်ဒါကအများကြီးနှစ်သိမ့်အားပေးမှုဖြစ်စေမှာပါ။ကလေးတွေအပေါ်အင်စီဝန်ရဲ့ ့စေတနာမြတ်တာတွေကိုအလွန်ကျေးဇူးတင်ပါတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ပြီးနောက်တနေ့မလ29ရက်မှာ UNICEF Korea Committee ကကလေးတွေအတွက်အရေးပေါ်ကူညီရေးကမ်ပိန်းတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။